အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့တရေလောကကြီးဟာတဖြည်းဖြည်းနဲ့တိုးတက်လာပြီးအခုဆိုရင် အောင်လန်းကျင်းစာတွေအစီအရင်တွေတစီတရေတွေတင်မကတော့ပဲဇွန်ဘီပုတ်ကောင်တွေပါထွက်ပေါ်လို့လာခဲ့ပါပြီတခုခုဖြစ်ပြီးဟိတ်ဆိုရင်နိုင်ငံမှာနေရာအများကြီးရှိရနေဂျာပါဒေတာမှသာကွက်ပြီးဖြစ်လိရှိတဲ့ရိုးရာကိုလည်းအမွေနစ်တခုလိုထိမ့်သိမ့်ထားပြီးအခုတခါမှလည်း ဂျာဘားရွာငယ်လေးမှာစက်အိမ်တည်ထားပါတယ်။ဒါကတော့တမျိုးတော့မမြင်စေချင်ပါဘူး။မြမာရုပ်ရှင်တွေမှာတစ်စရှိငပလီတို့ချောင်းသားတို့မှာတွားရိုက်ကြတယ်လို့ဂျာဘားဒေသကလည်းတဘာဝအငွေ့အသက်တွေနဲ့အရန်လပနေတာကြောင့်တွားရိုက်ကြတယ်လို့ယူဆမိပါတယ်။ခွေးလေအဲ့ဒီကိုမြောက်ဖို့တော့မသိပါဘူး။တက်တက်ရမ်းတုံနေရခြင်းသာဖြစ်ပါတယ်။အင်ဒိုနီးရှားမှာဇွန်ဘီပုတ်ခေါင်တွေဘယ်ကနေဘလို့စဖြစ်လာတာလဲဆိုတော့ ဂျာပါရွာလေးမှာဝါနီဝါရက်ဆိုတဲ့တိုင်းရင်စေဝါဆက်ယုံကြီးရှိပါတယ်။အဲ့ဒီဆက်ယုံကြီးရဲ့အဓိကထုတ်ကုန်ကတော့ဂျာမူလို့ခေါ်တဲ့ရိုးရကျမ်းမာရေးဖျော်ရည်ထုတ်တွေပါပဲ။ရွာထဲမှာအက်ခံပွဲတစ်ခုလည်းရှိနေပြီးအပြိုလေးတစ်ယောက်ကအဲ့ဒီဖျော်ရည်တွေနဲ့အက်ခံနေပါတယ်။အဲ့ဒီအပြိုလေးကသူ့ခေါင်လေးကိုစိတ်ကောက်နေပါတယ်။သူ့ခေါင်လေးကရဲတစ်ယောက်ဖြစ်ပြီးသူမနဲ့ဆေးဆက်ဖို့ကိစ္စနေ့ရွှေ့ညရွှေ့လုပ်နေလို့ပါ။အခုလဲအကြောင်းကိစ္စက ပေါ်လာပြန်တော့ ညနေမှာတစ်ခေါက်ပြန်လာမယ်ဆိုကပြန်ထွက်သွားပါတယ်အဲ့ဒီရဲကောင်လေးပြန်ထွက်သွားချိန်မှာကာဒစီကအရှိန်ပြင်းပြင်းနဲ့ဝင်လာပြီးအက်ခန့်မန်းနဲ့တကရှိသမျှအရာတွေကိုအကုန်ဝင်တိုက်ကရှင်နာမှာရက်ထားတဲ့ခွေးဘလူးကားရဲ့ဖင်ကိုဝင်ဆောင်မိသွားပါတယ်အဲ့ဒီအခါအဲ့ပရိသတ်တွေကအမျိုးသားတချို့ကဒေါသဖြစ်သွားပြီးမစင်မချင်းမောင်းနေလာတဲ့ကားသမားကိုပြဿနာသွားရှာကြပါတယ်ကားထဲကလူကတကားဖွင့်မပေးတော့ဒေါသထွက်နေတဲ့လူကြီးတယောက်ကကားတကားကိုအတင်းဆွဲဖွင့်လိုက်တဲ့အခါ ကားတွေကလူရဲ့အဖြစ်ကိုမြင်ပြီးအံ့ဩသွားပါတယ်။အဲ့ဒီအချိန်မှာပဲကားတွေကလူကအပြင်ထွက်လာပြီးအပြင်ကလူကြီးပေါ်ခုံအုပ်လိုက်ခါအဲ့ဒီလူကြီးရဲ့အသားတွေကိုတာယာတရိတ်ဆန်တစ်ခေါင်းလိုမျိုးအငမ်းမရစားတောက်နေတော့ဆိုးဆိုးကအပြိုလေးအပါဝင်အပရိသတ်တွေအားလုံးဟာမျက်လုံးပြူးသွားကြပါတော့တယ်။ဟုတ်ကဲ့ဒါကတော့အပါတီနန်ဂျာယာဆိုတဲ့အင်ဒိုနီးရှားဇွန်ပီကားလေးဖြစ်ပါတယ်။ခွေးကဇလန်းကိုပဲအဓိကတင်ဆက်မှာဖြစ်ပြီးသွေးထွက်တန်ယူပြောက်ွက်တွေကို စဉ်းစားအုပ်ထားမှာဖြစ်လို့ကြည်ရတာအမလို့အမရဖြစ်ခဲ့ရင်လေနားလေခွင့်လို့ပြေးကြပါခမဇလန်လေးမစခင်လိုက်တစ်ချက်ခေါမန်တစ်ချောင်းဆ ਾਇ ရဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန်းခဲ့ပေးပါ subscribe လို့ရသေးရင်လေလုပ်ခဲ့ကြပါ VPN ဖွင့်ကြည့်ပေးဖို့လေမေတ္တာရက်ခံပါရယ်ခမဇလန်လေးစကြမယ်စိုးစောကပုတ်ကောင်ကြီးလူသားမတုံးဆောင်ခင်မနဲ့အစိုးပိုင်းကဖြစ်ပါရယ်ဝါနီဝါရီဆက်ယုံကပညာရှင်တယောက်ဟာ၃လကြာဆန်းသက်ပြီး အစ်စ်ဖို့ဆက်ထားတဲ့စီးရီနမူနာတွေကိုစက်ရုံပိုင်ရှင်ကြီးဖြစ်တဲ့မစ္စတာဆာရီမင်းနဲ့ရှယ်ယာရှင်မိန်းမကြီးမစ္စစ်ဂရေးရိုစီတယောက်တထုပ်ပို့ခိုင်းလိုက်ပါတယ်စက်ရုံပိုင်ရှင်ကြီးဆာရီမင်းမှာကဲနက်ဆိုတဲ့သမီးတယောက်နဲ့ဘန်ပန်းဆိုတဲ့တားတယောက်ရှိပါတယ်ဆာရီမင်းရဲ့ဆွမ်းဆောင်ရည်ကိုအထင်သေးလို့မရသူသမီးရဲ့တငယ်ချင်းမလေးဖြစ်တဲ့ကာရီနာဆိုတဲ့မိန်းကလေးနဲ့နောက်အိမ်တော်ပြုတ်ထားခဲ့တာဆာရီမင်းရဲ့သမီးဖြစ်တဲ့ကဲနက်ကလည်းယောက်ျားရပြီလို့ပြန်တောင်ကွဲကန်နေနေပါပြီဒီလောက်တော့ရှိမှာပေါ့သူ့ယောက်ျားဖြစ်တဲ့ရူဒီကာ တခြားမိမတယောက်နဲ့အိတ်တာတိသွားတာကိုကင်းနက်စတိုမှာသားလေးတယောက်လည်းရှိပါတယ်။ကလေးလေးရဲ့နာမည်က Ryan လို့ခေါ်ပါတယ်။ကင်းနက်စတိုမိသားစုကအခုသူတို့အဖေအိမ်ကိုသွားနေကြတာပါ။အကြောင်းကတော့မအောင်မမြင်ဖြစ်နေတဲ့ဝါနီဝါရဲတိုင်းရင်းစေဝါဆေးုံကြီးကိုရောင်းစီချင်းနေပြီးပတ်စံရရင်ခွဲယူကြမယ်ပေါ့။အိမ်မှာရှိနေတဲ့စာရီမင်းကတော့ ဆေးရုံကပို့လိုက်တဲ့ဆေးဘူးကိုဖွင့်တောက်လိုက်ပါတယ်။ဘေးမှာရှိနေတဲ့ဇနီးကျော်လေးကာရီနာကတော့ဒါရီပြီးရင်အပန်းဖြေခီးလေးပါလေးထွက်ချင်နေပြီ။အိမ်ပြန်ရောက်တဲ့အခါမိသားစုဝင်အစ်တိုးရင်တိုးလာမှာပို့လို့စကားဆလိုက်ပါတယ်။မိသားစုဝင်အစ်တိုးတယ်ဆိုတာကတော့ခီးထွက်ပြီးပြန်လာရင်ကိုဝင်မှရလာမယ်ဆိုတဲ့အတိတ်ပဲပါ။ကြည့်ရတာအိမ်မှာလူမရှင်းလုံးနဲ့တူတယ်နော်။အဲ့ဒီအချိန်ကဲနက်စတိုးမိသားစုရောက်လာကြပါတယ်။ ကင်းနက်ကတော့မိရွေးဖြစ်သွားတဲ့တငယ်ချင်းကိုလုံးဝမကြည့်ဘူးတော်တော်ရွှန်နေတဲ့သဘောမှရှိနေပါတယ်ဘိုးတော်ရဲ့တားပစ်တဲ့ဘန်ပန်းကတော့ဂိမ်းသမားပြဘာအလုံးမှမလုပ်အိတ်မဲစားမဲဂိမ်းဆော့မဲဆိုတာကြီးပဲအဖေကဘောစီဆိုတော့လေဒီလောက်တော့ရှိမှပေါ့လေဒါပေမဲ့ဘန်ပန်းကတွတ်တူလေးရိုင်ဟန်ကိုတော့ချစ်ရှာပါတယ်အဖိုးကြီးစာရီမင်းကတော့ရေမိုးချိုပြီးပြန်အထွက်မှန်ထဲမှာမြင်လိုက်ရတဲ့သူ့ပုံရိပ်သူကြည့်ပြီးအံ့ဩသွားပါတယ်ဖြူနေတဲ့စပင်တွေကမဲသွားတယ်မုံနေတဲ့မျက်လုံးကလည်းမျက်မှန်မလို့တော့ဘူးအသားအရည်တွေကလည်း တင်းတင်းရင်းရင်းဖြစ်နေတော့စောက်ချောကြီးဖြစ်နေတဲ့သူ့ကိုယ်သူကြည့်ပြီးဥွှင်နေပါတော့တယ်ကဲနက်စတိုလင်းများကတော့အခန်းထဲမှာစက်ရုံကိုပြန်ရောင်းဖို့ကြော်ညာထားတဲ့ဖိုင်ကိုပြဖို့အတွက်စာရီမင်းကိုစောင့်နေကြပြီးကြီးကောင်ကြီးမားနဲ့ကလေးစိတ်မကုံသေးတဲ့ဗန်းပန်းကိုအလုလုဖို့တိုက်တွန်းနေပါတယ်စာရီမင်းကတမိနဲ့တမက်ကိုသွားမတွေ့ခင်အိတ်ခန်းထဲကိုအရင်ဝင်လာတော့ချက်ချင်းကြီးနှုတ်ပြသွားတဲ့သူ့ကြောင့်ဇနီးချိုးလေးကာရီနာကအံ့ဩနေတာမို့အဲ့ဒါဒီစေးချောင်းလို့ပြောလိုက်ပါတယ် ကာရီနာကတော့ပျော်သွားတာပေါ့ဘိုးတော်ကစင်းနစ်စာလောက်ထက်တုံးလို့ရတ်သွားတာကိုဗျဒါပေမဲ့ဘိုးတော်မသိလိုက်တာကသူတောက်လိုက်တဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ကြောကုန်းမှာအနီးကွက်ကြီးထလာတာကိုပါပဲအချင်းဟဲ့လူကြီးခမားကြောကုန်းမှာအကွက်ကြီးထနေတယ်လို့သွားပြောလေတိမဲ့ပုံမပေါ်သူ့ရဲ့ပြန်လဲနုပြူမှုတွေကိုဈေးဥဖောက်နေတာဆိုတော့ဒီချိန်လာပြောတဲ့သူသူ့ရန်သူပဲလေကိစ္စပြီးလို့အပြင်ထွက်လာတော့နုပြိုနေတဲ့ဖခင်ကြီးကိုမြင်ပြီးကင်းနက်တို့လည်းအံ့ဩနေကြတာပေါ့ဒါပေမဲ့အဲ့ဒီထက်အရေးကြီးတာရှိနေသေးတယ်လေ စာရီမင်းပြန်လဲနုပြိုလာတာကပိုက်ပိုက်မှမရတာဆက်ယုံကြီးရောင်းထွက်မှသာသူတို့အတွက်ပိုက်ပိုက်ရမှဆိုတော့ဆက်ယုံအ мян ရောင်းဖို့ကိစ္စပြောကြတာပေါ့ဒါပေမဲ့စာရီမင်းကအစားကသူပဲဆက်ယုံရောင်းပြီးရတဲ့ပိုက်ပိုက်နဲ့ဟန်နီမူခီထွက်တော့မှလို့လို့ဘိုးဘွားရိုက်တာပဲဝင်တော့မှလို့လို့ပြောပြီးအခုသူကမအိုစေးတွေတောက်ပြီးလူငယ်လေးလို့ပြန်ဖြစ်လာပြီဆိုတော့ဆက်ယုံကြီးကိုပြန်ရောင်းထုတ်မဲ့ကိစ္စအင်တီတင်လုံနေတာပေါ့ဘိုးတော်ကပြောသေးတယ်သူတို့ကုမ္ပဏီကအရင်ကပါတီပတ်ချက်ဆိုပေမဲ့အခုချိန်မှာ ထာဝရနုပြိုစင်းမဲ့ဆေးနီးကိုရှာတွေ့သွားခဲ့ပြီးအဲ့ဒီဆေးကိုနှစ်ဆေးလိုနာမည်ပေးပြီးကဘာကြီးကိုတော့ပြောင်းလဲပြစ်မယ်ဆိုတာပါပဲကင်းနက်စ်တို့လည်းစေယုံကြည်ကိုရောင်းမဲ့ပြောပြီးခုတစ်မျိုးတော့ကြတစ်မျိုးလုတ်တဲ့စာရင်မြင့်ကြောင့်စိတ်တူနေကြတာပေါ့ဒီချားတဲ့တစ်ချိန်လုံးဂိမ်းမဲထိုင်စော့နေတဲ့ကောင်ကလည်းပတ်ဆက်ရရင်ဘာလို့ဖို့မှမသိမရတော့မှန်းသိတော့ပူပြီးလစ်သွားပါတယ်ကင်းနက်စ်ကတော့ပိုက်ပိုက်မရမဲ့အတူတူ ဘိုးတော်ကိုသူ့တငယ်ချင်းနဲ့ယူထားတာပါညာအရင်ကမကျင်တဲ့ချက်တွေပါပြန်ပြောရင်သူ့ယောက်ျားတခြားမိန်းမနဲ့အိတ်တက်ကိစ္စတွေပါထည့်ပြောပါတော့တယ်ပါဇက်ကနေရေပတ်မဝင်အောင်ပေါပေါဖောက်နေတဲ့ကဲနက်ကြောင့်ဘိုးတော်လည်းနားကြီးလာပြီးဇွန်ဘီဖြစ်ချင်းချင်းဖြစ်နေပါတယ်ဒါပေမဲ့ဖြစ်တော်မဖြစ်သေးပါဘူးဘိုးတော်လည်းနားအရင်ကြီးလာတာနဲ့ကဲနက်တို့ကိုမောင်းထုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ကဲနက်တို့ကမပြန်ကြသေးပဲအိရှိခမ်းမှာထပ်ပွားနေတာကြောင့်ဘိုးတော်ကလည်းအပြင်ထွက်လာပြီးမောင်းထုတ်ပြန်ပါတယ်ဒီတစ်ခါမှာတော့သားသမီးတွေထက်သူကပိုဆိုးနေပြီး တယောက်တည်းစွတ်ပြောပြီးဒေါသတွေထွက်နေတဲ့အခါမနက်ကတောက်လိုက်တဲ့နှစ်စည်းအစွမ်းတွေပြလာပါတော့တယ်။စာရီမင်းတယောက်အရင်ဆုံးအသေးအောင်အတော်ဝဖြစ်နေတဲ့လူတယောက်လို့ မျိုးလုံးတွေအဝါရောင်ပြောင်းလာကသွေးအမဲတွေအန်ချလိုက်ပြီးအသက်ထွက်သွားပါတော့တယ်။တာသမီတွေလည်းရုတ်တရက်အသက်ထွက်သွားတဲ့ဘက်ခင်ကြီးကြောင့်ပြာရခက်ကုန်ကြပြီးခြံထဲမှာအလုံးလုံးတဲ့အလုံးသမားနှစ်ယောက်ကိုခေါ်လိုက်ကြပါတယ်။စာရီမင်းတယောက်တရားကနေပြန်ထလာပါတယ်။တာမန်လူတယောက်လိုအသိစိတ်တော်မရှိတော့ပဲပစက်ကကိုက်မဲ့တကယ်ကင်းနဲ့ဟာစီဟာစီလုံနေချင်းအိမ်ထဲဝင်လာတဲ့အလုံးသမားကောင်လေးကိုကိုက်စားပစ်လိုက်ပါတယ်။အယိုးပါမကြံစားပစ်တာမျိုးတော့မဟုတ်ပါဘူး။လေပင်အည်ကွန်လေးခွာစားယုံတော့ပေါ့။တာသမီတွေလည်း ဘာဖြစ်သွားမှမသိတဲ့ဖခင်ကြီးကိုကြည့်ပြီးကြောက်နေကြပါတယ်။အဲ့ဒီအချိန်ကားဒရိုက်ဘာရောက်လာတော့စာရီမင်ကဘိုင်းမဝသေးတဲ့အခါဒရိုက်ဘာကောင်ကိုပါထက်ပြီးဝါတီဖွင့်ဖို့လှုပ်ပါတော့တယ်။ဒါပေမဲ့ကားဒရိုက်ဘာကလူကောင်ခက်ကြီးကြီးဆိုတော့စုကာထားရနဲ့ကြိုက်မရတဲ့အခါစာရီမင်လည်းစိတ်ဆိုးပြီးအဲ့ဒီလူမျက်နှာပေါ်အမဲရောင်သွေးတွေအန်းထဲလိုက်ပါတယ်။အဲ့ဒီအချိန်ဂိမ်းသမားရောက်လာပြီးဘူးမသိဘာမသိနဲ့ဝင်ဆွဲတဲ့အခါသူ့ဘာကြိုက်ပါတော့တယ်။ဒါပေမဲ့အကြိုက်ခံတော့မထီသေးပါဘူး။နောက်ကနေ စာရီမင်းရဲ့ဇနီးနဲ့သမီးကဆွဲထားကြပြီးဘန်းဘန်ကလည်းရိုင်ဟန်နဲ့အတူစုံနေတဲ့ဒူးလေးနဲ့လဲမျိုးကိုထောက်ထားတာကြောင့်မှဖခင်ကြီးကိုတားမရတဲ့အစိုးမောင်းခလုတ်ကိုဆွဲချလိုက်ရမှာတော့ဥကောင်းကိုစိုက်မိတော့ပြီးဇွန်ပီရီရဲ့ခေါင်းကိုထိရင်လစ်ပီဆိုတဲ့ထုံးစံအတိုင်း ငြိမ်ကျသွားပါတော့လေရုတ်တရက်ပြက်ပြက်သွားတဲ့အခြေအနေတွေကြောင့်တမိသားစုလုံးဝမ်းနည်းနေကြပြီးကာရီနာကတော့ပိုပြီးဝမ်းနည်းနေတာပေါ့ငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်သွားရရှာပြီးကိုရူဒီကတော့တမက်ဆူတော့ကလန့်သွားတာအပြင်အရန်ကြီးဝမ်းနည်းမနေပဲရက်စကန်ကိုအကြောင်းကြားဖို့ကားဒရိုက်ဘာဘိုးတော်ကိုလွတ်လိုက်ပါတယ်ကားဒရိုက်ဘာကတော့ဝါတီဖွင့်မခံလိုက်ရပါမယ်ဗစက်သေးကိုစာရီမင်းရဲ့အပုပ်ရည်တွေဝင်သွားတယ်ဆိုတော့တိတယ်မလားသူ့ရဲ့အခြေအနေသိပ်မကောင်း ဇွန်ဘီဖြစ်ချင်တယ်လို့လို့ဖြစ်နေပါတယ်။အိမ်ထဲမှာတော့စောစောကဝါတီးပွင့်ခံလိုက်ရတဲ့အလုသမားကောင်လေးကိုထမင်းချက်မိမကြီးနဲ့အိမ်ပေါ်မှာလေးတွေကပြုစုပေးနေကြပါတယ်။ဘန်ဘန်းကတော့အဖြစ်ချစ်သားတယောက်မဟုတ်ပေမဲ့လေဖခင်ကြီးကသူ့လက်ချက်နဲ့ရှင်းသွားတယ်ဆိုပြီးဝမ်းနေနေတဲ့အခါကဲနက်ကကားထဲဝင်ပြီးနှစ်သိမ့်ပေးနေပါတယ်။အိမ်ထဲမှာတော့ကာရီနာရဲ့ရူဒီတို့တာအဖရဲ့ ထမင်းချက်ဘွားတော့ရရှိနေပါတယ်အဲ့ဒီအချိန်စောစောကအကိုက်ခံလိုက်ရတဲ့လူသမားကောင်လေးလေဇွန်ဘီဖြစ်ချိန်တန်လာပြီဆိုတော့မျက်လုံးတွေကအဝါရောင်ပြောင်းလာပါတယ်ပါစက်ကလည်းကိုင်းရဆိုင်ရင်အိပ်ပျော်သွားတဲ့လူတယောက်လိုနေရဲနေပြီးဖုတ်ဖုတ်အဖြစ်ပြောင်းလဲသွားကဝါတီလိုက်ဖွင့်มาတော့တယ်အစမှကာရီနာတို့လည်းကြောင်ကြည့်နေကြပေမဲ့အိမ်ပေါ်မှာလေးကိုဝါတီဖွင့်လိုက်တဲ့အခါမှာတော့သူတို့လည်းပြေးရကောင်းမန်းတိသွားပါတယ်ကားထဲမှာရှိတဲ့ကဲနက်စတိုမောင်တို့မှလည်းနောက်ကြည့်မှန်ကနေတဆင့်ဖူးဘလော့ကာလုံနေတဲ့အိမ်ပေါ်မှာလေးကိုမြင်တော့ ကနက်စ်ကတော့ချိလိုက်ပါတယ်အဲ့ဒီအခါဇွန်ဘီမမကသူ့ဘာလာကိုက်ဖို့ပြင်တော့မမကကားနဲ့တက်ချိတ်ပြလိုက်တဲ့အခါအောက်ပိုင်းပြတ်သွားပါတယ်ကာရီနာတို့အုပ်စုကတော့အလုသမားကောင်လေးကခုနှစ်ရက်လောက်ဓမင်းမဆားရသေးတဲ့ပုံစံနဲ့ဇွန်လိုက်ကိုက်နေတော့အိမ်နဲ့ဝေးရစီထွက်ပြေးကြပါတယ်ဘန်ဘန်တို့မောင်နှမလည်းဘာတွေဖြစ်နေပြီမှန်းနားမလည်နိုင်တော့ပဲရူဒီတို့နဲ့လူစုကွဲသွားပြီမှန်းတိလိုက်ရကသူတို့လည်းလစ်ဖို့လုပ်ရပါတော့တယ်တွားကန်နေ တပိုင်းပြတ်စုံပြီးမမကလာကိုက်နေသေးတော်မူဘန်ဘန်ကရိုနရိုအကစ်နဲ့ကစ်လွတ်လိုက်ပြီးမွန်မနှစ်ယောက်သားနေရာကနေလစ်ကြပါတော့တယ်ကစ်လာပါပြီဗျာဇလန်းအစားကစတူတီတာမန်တက်ကိုကားနဲ့ဝင်ကျုံးနေအခမ်းဒရိုင်ဘာလူကြီးကရက်စကန်ကိုသွားနေရင်ဇွန်ဘီဖြစ်ချင်းစိတ်တွေကြွလာပြီးသူ့စိတ်သူမထိန်ချုံနိုင်တော့တာမို့တိုက်မိသွားရခြင်းပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာသူ့ကိုလာဖျဲတဲ့လူကြီးကိုကုန်းကိုက်ခဲတာမှတ်မိကြမယ်ထင်ပါတယ်ဒါပေမဲ့ကားဒရိုင်ဘာကြီးဟာ ဘိုင်းမဝသေးလို့ထင်ပါရဲ့စတုတီတာမန်တထက်ကလူတွေကိုပါဝင်ပြီးစတုတီတာစားပစ်လိုက်ပါတော့တယ်ကာရီနာတို့လူစုကတော့အလို့သမားဖုတ်ကောင်လက်ကနေပြေးနေရကာခွေဘလူကာတစီနာမှာဝင်ပုန်းနေပါတယ်ဖုတ်ဖုတ်ကတော့ဆော့ဆော့လေးတွင်တွေ့လိုက်ရတော့ကိုဘယ်ရောက်သွားကြမှမသိလို့ကြေကွဲနေပြီးအဲ့ဒီနေရာကနေထွက်သွားချင်းရူဒီစီကနေထွက်ပေါ်လာတဲ့ဖုံးမီတန်ကြောင့်အသေးအောင်အတော်ဝါလိုဖြစ်နေတဲ့မျက်လုံးတွေအယောင်လက်သွားကပြေးကြိုက်ပါတော့တယ်အဲ့ဒီအခါကာရီနာတို့လည်းဖုတ်ဖုတ်လက်ကနေလွတ်မြောက်ဖို့အသေးအံခုခံကြရင် နောက်ဆုံးမှထွန်ကျင်းနဲ့ပေါက်ချလိုက်တော့ဖုတ်ဖုတ်တရောစန်းငင်စန်းငင်ဖြစ်သွားပါတယ်ဒါပေမဲ့ဖုတ်ဖုတ်ကတေမသွားပါဘူးအဲ့ဒီအချိန်ရွာချလိုက်တဲ့မိုးကြောင့်ကြောင်တောင်ဖြစ်သွားတာပါအဲ့ဒီနောက်မှာကဲနက်စတိုနဲ့အဆက်အသွယ်ပြန်ရတော့ရွာတွေကတကြီးအိမ်မှာစုံကြဖို့ချိန်ဆလိုက်ကြပါတယ်အရေးတဲ့ဗန်းဗန်းကအဲ့ဒီရွာမှာနေပြီးတကြီးအိမ်ဘယ်နာမှမသိဖြစ်နေပါသေးတယ်ချိန်ဆထားတဲ့နေရာကိုတော့ကာရီနာတို့အုပ်စုကအရင်ရောက်သွားခဲ့ကြကာ မန်းနံမှာဖြစ်ပျက်နေတာတွေကိုမြင်ပြီးလောလောဆယ်လုံကြုံနေလို့ယူဆရတယ်။ဒကြီးအိမ်တွေကိုဝင်ပုန်းကြပါတယ်။ဒါပေမဲ့ဖုတ်ကုံတကောင်ကသူတို့ကိုမြင်သွားပြီးပြေးလာတော့ထမင်းချက်အန်တီဂျီကိုမိသွားပါတယ်။အဲ့ဒီအခါတခြားဖုတ်ကုံတွေပါရောက်လာကြပြီးထမင်းချက်အန်တီဂျီကိုဝိုင်းစားပစ်လိုက်ကြပါတယ်။ကဲနက်စ်တို့လည်းအဲ့ဒီနေရာကိုရောက်လာကြပါပြီ။ဒါပေမဲ့ဖုတ်ကုံတွေကအရန်များနေတော့ဆက်သွားလို့မရတော့တာမို့ရူဒီစီဖုန်းခေါ်လိုက်ကာ ကောင်းဟွန်တန်နောက်ကိုလိုက်ခဲ့ဖို့ပြောလိုက်ပြီးဖုန်းတိတ်လိုက်ပါတယ်။ဒါပေမဲ့ရူရီတို့ကအပြင်ဘက်မှာဖုတ်ကုန်တွေဝိုင်းနေတော့ပိတ်မိနေကြပါတယ်။ကင်းနက်ကစိတ်ကမရှိတော့ကောင်းဟွန်ကိုစွတ်တီးတဲ့အခါစားတော့ဝယ်ကြီးကျင်းပနေကြတဲ့ဖုတ်ကုန်တွေလည်းနားကြီးလာပြီးကင်းနက်တို့စီပြေးလာကြပါတယ်။အဲ့ဒီအခါကင်းနက်တို့လည်းကားကိုနောက်ပြန်ဆုတ်ပြီးမောင်းပြေးရပါတော့တယ်။ဖုတ်ကုန်တွေလည်းနောက်ကနေတတိတသန်းကြီးလိုက်လာကြပါတော့တယ်။ရူဒီတို့ကတော့ဖုတ်ကုန်တွေရှင်းသွားတာနဲ့ကားရှိရစီပြေးသွားချပြီးကားကပျက်စီးနေတာကိုတွေ့တော့ စိတ်ပြတ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲဖုတ်ကုံအဖြစ်ပြောင်းသွားတဲ့တပင်းချက်အန်တီဂျီကသူတို့ကိုမြင်သွားပြီးလိုက်ကိုက်တဲ့အခါလူဒီကရှင်းပြစ်လိုက်ရပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲသူလည်းကတ်ခန့်ထိသွားခဲ့ပါတယ်ကင်းနက်ကတော့သူသားလေးကြံနေခဲ့တဲ့အခါစိတ်မကောင်းဖြစ်ပြီးစကားတွေအများများနေတော့ဘေးကကားမောင်းနေတဲ့ဘန်းပန်လေအာယုံထွေပြပြီး မျက်နှချင်းဆိုင်မှာလာနေတဲ့ကုန်ကားတစ်စီးကိုရှောင်းလိုက်ရင်ကားမောင့်သွားပါတော့တယ်။ကုန်ကားဒရိုင်ဘာလဲသူကားနဲ့ရှောင်းလိုက်ရင်ဖြစ်သွားခဲ့တာဆိုတော့ကဲနတ်တို့စီသွားပြီးကူညီပေးလိုက်ပါတယ်။အဲ့ဒီအချိန်နောက်ခလိုက်လာတဲ့ပုတ်ကောင်အုပ်စုရောက်လာပြီးကုန်ကားပေါ်ကလူတွေကိုအကုန်လိုက်ကြိုက်ကြပါတော့တယ်။ကုန်ကားဒရိုင်ဘာလဲဘာဖြစ်နေမှန်းသိချာမမြင်ရတော့စိတ်ပူပြီးသူကားစီအသွားမှာ LGBT ဇွန်ဘီတကောင်ရဲ့ကိုက်စားခြင်းခံလိုက်ရပါတယ်။ကဲနတ်တို့မောင်နှမနှစ်ယောက်ကတော့သူတို့လည်းဘာမှမတက်နိုင်တော့မှု ခလန်လမမြင်နေရတဲ့ yes ကန်စီပြေးသွားကြပါတယ်ကာရီနာတို့စီမှာတော့သွေးထွက်လွန်နေတဲ့ရူဒီအတွက်ကာရီနာကပတ္တိစီပေးဖို့အဝိစလိုက်ရှာနေတော့မှရူဒီဟာတဆဆနဲ့လူစိတ်ပြောင်းလာပြီးဖုတ်ကုံအဖြစ်ပြောင်းလဲသွားကကာရီနာတို့ကိုလိုက်ကြိုက်ပါတော့တယ်ကာရီနာတို့လည်းသူတို့ကိုမကြိုက်မိအောင် ခုခံကာကွယ်ရင်းနဲ့ရူဒီဟာအခန်းတစ်ခုထဲကရေပုံပိုင်းမောင်းနှံမှာစိုက်ဝင်သွားပြီးလှုပ်မရဖြစ်နေပါတယ်ကင်းနက်တို့သွားနေတဲ့ yes ကန်ထဲမှာတော့ဖမ်းမိထားတဲ့တရမဝင်မီရှူမီပန်းတွေကိုနေရွှေ့ဖို့လုပ်နေကြပါတယ် အဲ့ဒီအချိန်ကဲနက်စတိုမွန်မနီယောရက်စကန်နဲကိုရောက်လာကြပြီးမောင်းနေကြတာမို့စကားတော်ကောင်းကောင်းမပြောနိုင်ကြတော့ပါဘူးဒါပေမဲ့လည်းတော်တော်ဆိုးရွားတဲ့ကိစ္စတစ်ခုခု ဖြစ်နေပြီမှန်းတော့သိလိုက်ကြပြီးဇလန်အစကအပြိုလေးနဲ့စီးဆက်မဲ့ရဲသားလေးကိုအဆောင်ထားခဲ့ပြီးစကမ်းမှုအပါအဝင်ကျန်တဲ့ရဲလေးယောက်က ကဲနက်တို့ပြောတဲ့နေရာစီထွက်သွားကြပါတယ်ကာရီနာတို့စီမှာတော့အခန်းတစ်ခုထဲမှာပုံနေတဲ့ရဲသားလေးရဲ့ချစ်သူကော်မလေးအပြင်ကိုထွက်လာပြီးကာရီနာတို့နဲ့စုံသွားကြပါတယ်အတီကယုံဖြစ်တဲ့တင်ပြီးလူစုခွဲဖို့ရောက်လာကြတဲ့ရဲလေးယောက်ကတော့ဖုတ်ကောင်တွေကိုမိခိုးဖုံးနဲ့လန့်ထုကြည့်ပေးမယ်ဖုတ်ကောင်တွေကဘလို့မှမနေပဲရဲတွေအကုန်လုံးကိုဝင်ကိုက်ပါတော့တယ်စကမ်းမူးကတော့နောက်ဆုတ်လိုက်တနက်နဲ့ပြစ်လိုက်လုံးနေရင်ဇွန်ဘီတကောင်နဲ့ခြားလက်ပဲရမ်းနေပါတယ်အဲ့ဒီအချိန်ရဲစခန်းမှာကြံခဲ့တဲ့ရဲသားလေးနဲ့သူ့ချစ်သူကောင်မလေးတို့ ဖုံးအဆက်အသွယ်ရပြီးပြောနေကြတော့မှစကမ်းမှုကရက်စကန်တဲ့ကိုအ мян ပြေးလာတော့ကောင်မလေးနဲ့အဆက်အသွယ်ပြန်ပြတ်သွားပါတယ်။စကမ်းမှုကတော့အခြေအနေမကောင်းဖုံးကောင်ကတ်ခန့်လိုက်ရတာမို့ရဲသားလေးကပြုစုပေးရင် ဖုံးဆက်ပြီးလူနာတင်ရင်လှမ်းခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစကမ်းမှုကဇွန်ဘီအဖြစ်ပြောင်းသွားတော့ဘေးမှာရှိနေတဲ့ဗန်ဗန်းကရဲသားလေးရဲ့တနက်ကိုယူပြီးပြစ်ထဲလိုက်ပါတယ်။ရဲသားလေးကသူ့ဆရာကိုဖုံးကောင်ဖြစ်နေမှမသိပဲတနက်နဲ့ပြစ်လိုက်တဲ့ဗန်ဗန်းကို ဒါဟာလူတက်မှုမြောက်တဲ့ဘာညာစကားများနေတော့မှစခန်းမှုက ပြန်ထလာပြီးလိုက်ကြိုက်ပြန်လာတယ်။အဲ့ဒီအခါအကိုက်မခံရအောင်ရှောင်းရင်တင်းရင်နဲ့စကမ်းမှုကိုအချုပ်ခန်းနဲ့ထည့်ပိတ်ထားလိုက်ပါတယ်။ရဲသားလေးလေးဘာတွေဖြစ်နေတာလဲဆိုတာသဘောပေါက်စပြုတ်လာပြီးတခြားရဲစခန်းတစ်ခုကို စစ်ကူလာဖို့ဖုံးဆက်အကြောင်းကြားလိုက်ပါတယ်။ရွာမှာရှိသမျှလူတွေလည်းဖုတ်ကောင်တွေဖြစ်ကုန်ကြပြီးဖုတ်ကောင်တွေအကုန်လုံးနှီးပါရက်စကန်ရှိမှစုပြုံနေကြပါတယ်။အဲ့ဒီနောက်မှာကင်နက်စတိုနဲ့ကာရီနာတို့အဆက်အသွယ်ပြန်ရသွားပြီးရူဒီတယောက်ဖုတ်ကောင်ဖြစ်သွားပြီးမှတိလိုက်ရကရိုင်ဟန်ကိုလည်းအတင်းထဖို့ပြောလိုက်ပါတယ်။ စစ်ခုပေးဖို့လာကြတဲ့ရဲတွေကတော့ဖုတ်ကုံတွေရဲ့အစာဖြစ်သွားကြပါပြီ။ကဲနက်စတို့၃ယောက်လည်းခေါင်းမိုးဖို့ကိုတက်ကြည့်ကြတော့အချင်းနဲ့စိုးတဲ့ဆိုးလာတာကိုသာမြင်လိုက်ရပါတယ်။တပြုံလုံးမှရှိတဲ့ဖုတ်ကုံတွေဟာရဲစခန်းကိုဥတီပြီးလာနေကြလို့ပါပဲ။အဓိကအချက်ကဖုတ်ကုံတွေဟာအတန်လာရနောက်ကိုလိုက်တက်ကြလို့ဖြစ်ပြီး စစ်ကူပေးဖို့ရဲတွေရောက်လာတော့ကပြက်ကတ်တန်တွေရောမယမနာအော်ဟစ်နေတဲ့စကမ်းမှုပုတ်ကောင်ရဲ့အတန်ရောကြောင့်ရက်စကန်ရှင်မှာစူးပြုံနေရခြင်းဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲဗလီတစ်ခုကနေအာဆန်ခိုတန်ထွက်ပေါ်လာတော့ပုတ်ကောင်တချို့ကအတန်လာရဖက်ကိုပြေးသွားကြတာမြင်လိုက်ရပြီးပုတ်ကောင်တွေအကြောင်းကိုပို့ပြီးသဘောပေါက်သွားကြပါတယ်။အဲ့ဒါနဲ့မီရှူပန်တစ်ချောင်းကိုဖောက်ကြည့်တော့ကျန်တဲ့ပုတ်ကောင်တွေကမီရှူပန်တွေနောက်ကိုလိုက်သွားကြပါတယ်။ရဲသားလေးကအလုံးကိုခြုံကြည့်ပြီးပုတ်ကောင်တွေလက်ကလွတ်မြောက်နိုင်ဖို့အကြံတစ်ခုပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့သူတို့စီစစ်ကူလာရင်အကိုက်ခံလိုက်ရတဲ့ရဲတွေရဲ့စိုင်းကယ်တွေပါပဲအဲ့ဒါနဲ့၃ရောက်သားစကန်ထဲမှာရှိတဲ့ကြီကဝတ်စုံတွေကိုနေရာလက်မကျအောင်ဝတ်ဆင်လိုက်ကြပြီးတနက်မပြတ်တက်ကြပေမဲ့လည်းတနက်တချို့ကိုယူဆောင်ထားလိုက်ကြပါတယ်ရဲသားတွေကသူတို့လှုပ်ရှားမဲ့အကြောင်းကိုသူ့ကောင်မလေးစီအတိပေးလိုက်တော့ကောင်မလေးကစိုးရိမ်နေပြီးသတိထားပြီးလှုပ်ဖို့မှားလိုက်ပါတယ်ယက်စကန်ရှေ့မှာတော့ဇွန်ဘီတွေပြန်ရောက်လာကြပြီးကဲနက်စ်တို့အတွက်ထွက်ပေါက်ပျောက်နေပါတယ်ဒါပေမဲ့သူတို့မှာအကြံတစ်ခုရှိပါတယ်အဲ့ဒါကတော့ တကားကိုအသားလေးဟားလိုက်ပြီးရှီရန်တစ်ခုကိုအပြင်ကိုလွတ်လိုက်မယ်ဇွန်ဘီတွေကအဲ့ဒီနောက်ကိုလိုက်သွားကြမယ်ဇွန်ဘီတွေရှင်းသွားရင်စိုင်းကူရီစီပြေးပြီးအဲ့ဒီနေရာကနေလစ်ကြမယ်အဲ့လိုကြံစီထားကြတာပါဒါပေမဲ့ကြောက်ပြီးလက်ကတုံးနေတော့ရှီရန်ကအပြင်ကိုမရောက်ဘဲဂျက်စကန်ထဲမှာပေါက်သွားပြီးအပြင်ကဇွန်ဘီတွေဟာပိုပြီးတောင်းချမ်းမာတော့တယ် အဲ့ဒါနဲ့တကားပေါက်ကိုမနှဲထိန်ထားရပြီမီရှူပန်တစ်ချောင်းကိုပစ်ပေါက်လိုက်တဲ့အခါဇွန်ဘီတွေလည်းမိပန်းတွေနောက်ကိုပျော့ပျော့ကြီးလိုက်သွားကြပါတယ်ဂျက်စကန်ရှေ့မှာဇွန်ဘီတွေရှင်းသွားပြီဆိုတော့ကန်နက်စ်တို့သုံးယောက်လည်းအပြင်ကိုထွက်ပြီးစိုင်ကယ်ရီစီကိုသွားတော့အဲ့ဒီဘက်မှာလည်းဇွန်ဘီတွေရှိနေသေးတာမို့တနက်နဲ့ပစ်ပြီးရှင်းလိုက်ရပါတယ် ဒါပေမဲ့တနတ်တန်ကြောင့်မိဘန်းတွေနောက်ကိုလိုက်သွားကြတဲ့ဇွန်ဘီအုပ်ကြီးလည်းပြန်ရောက်လာပြီးကနက်စတို့သုံးယောက်ဟာဇွန်ဘီတွေအလဲမှာညက်သွားကြပါတော့တယ်။ကနက်စတို့လည်းတယောက်နဲ့တယောက်ကြောချင်းကတ်ထားကြပြီးဒိုင်းတွေနဲ့ကာထားရပါတယ်။ယာတီဥရုအခြေအနေကတော့ရှက်ကီဘဲတွေအကြိုက်မိုးလေးအုံပြီးမျက်စိတွေလက်နေပါတယ်။အဲ့ဒီအချိန်ရေပုံပိုင်းမောင်းတံမှာစိုက်နေတဲ့ရူဒီဖုတ်ကောင်ကရုံးကန်နေရင်စိုက်ဝင်နေတဲ့မောင်းတံကကျိုးသွားပြီးလွတ်မြောက်သွားတာနဲ့တပြိုင်နက်တောင်းချမ်းမာတော့တယ်။ရူဒီဖုတ်ကောင်ရဲ့အော်တန်ကြောင့် အပြင်ဘက်ကဇွန်ဘီတွေလည်းအင်ရှစ်ကိုရောက်လာကြပါတယ်။ကာရီနာတို့လည်းကြုံလာမဲ့အန်ရီကိုရင်ဆိုင်ဖို့အသင့်အနေထားပြင်ထားလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲမိုးရွာချလိုက်တော့ဇွန်ဘီတွေအကုန်လုံးကြောင်တောင်ဖြစ်ကုန်ကြပါတယ်။ဒါကဇွန်ဘီတွေရဲ့အာနေချက်လို့ပြောရမလား။မိုးရေဇက်တွေကြောင့်စိမ့်ငိမ်သွားတယ်လို့ပြောရမလားမိုးရွာတော့ရေချိုးနေကြတယ်လို့သာမှတ်ယူလိုက်ကြပါမိုးရွာမှာရေချိုးရတဲ့ဇွန်ဘီတွေကငိမ်နေကြပင်မယ်လေမိုးမမိပဲအိမ်ထဲမှာရှိနေတဲ့ရူတီဖုတ်ကောင်ကတော့ဇွတ်တွေဖြစ်နေတာမို့ ကဲနက်စ်တို့လည်းအိမ်ထဲမှာဥထားတဲ့တျို့ဘင်းလေးကိုမယမကဆန်းနိုးပြီးအိမ်ထဲကနေလစ်သွားကြပါတော့တယ်။ဒါတော်ဟိုအကောင်ကဇွတ်လိုက်လာနေပြီးအိမ်ပြင်ရောက်မှမိုးရေချိုးပြီးငြိမ်ကျသွားလို့သာလွတ်မြောက်ခဲ့ရတာပါ။ဘန်းဘန်တို့၃ယောက်ကတော့ဇွန်ဘီတွေကြောင်တောင်ဖြစ်တော့မှဆိုင်ကယ်ရစီခက်တက်တက်မသွားပဲအီလေးဆွဲပြီးသွားနေတော့မိုးကပြန်တိတ်သွားတော့ပြန်ဝိုင်းခံလိုက်ရပါတယ်။ဒီတခါမှာတော့လူစုကွဲသွားပြီးကဲနက်စ်ကကုန်တင်ကားထဲရောက်သွားကခေါင်းကန်းထဲမှာပိတ်မိနေပါတယ်။ဘန်ဘန်တို့ယောက်ကတော့ရက်စကန်နဲ့ပြန်ဝင်သွားကြပါတယ်။ အဲ့ဒီအချိန်ရက်စကန်ကိုလာနေကြတဲ့ကာရီနာတို့သုံးယောက်ရောက်လာပြီးမြပြလာတဲ့ဇွန်ဘီအုပ်ကြီးကိုမြင်ပြီးဘလို့မှသွားလို့မဖြစ်နိုင်တာမို့ပြန်ထွက်မယ်အလို့ဆန်ကဲကဆန်နိုးလို့မရတော့ပါဘူးအဲ့ဒါနဲ့ဆန်ကဲကစ်စတက်ကိုစောင့်နေပြီးဆန်နိုးတော့ကဲနက်စ်ကိုကိုက်ဖို့ချောင်းနေတဲ့ဇွန်ဘီတကောင်ကအတန်ကြားသွားပြီးကာရီနာတို့စီပြေးလာကြပါတယ်ဒါပေမဲ့ကဲနက်စ်ကကားထဲမှာရှိနေတဲ့မီရှူပန်းတစ်ချောင်းကိုဖောက်ပြီးဇွန်ဘီတွေကိုအာယုံလွှဲလိုက်ကတားငယ်လေးနဲ့ပြန်လဲဆုံတွေ့သွားပါတော့တယ်မီရှူပန်းဖောက်ပြီး တဲစားခံလိုက်ရတဲ့ဇွန်ပီတွေကတော့ငကိုတွေကကြောင်တောင်တော့မှဆိုအခုအယူပါထတ်လို့ခံလိုက်ရတော့ဒေါသနှစထွက်သွားပြီးကဲနက်စတို့စီပြေးလာကြပါတယ်အဲ့ဒါနဲ့ဗမန်တို့စီဆက်သွက်ပြီးကားနဲ့အတူထွက်ပြေးချဖို့တိုင်ပင်လိုက်ကြကာကားမောင်းတက်တဲ့ကာရီနာကယက်စကန်ကိုဥတီပြီးလမ်းပေါ်မှာရှိနေသည်မဇွန်ပီတွေကိုဝင်ကျုံးမာတော့တယ်ယက်စကန်နာကိုရောက်တော့မှကားကဗရိတ်မမိမှန်တိသွားပြီးဘလို့မှထိန်းချုပ်လို့မရတော့ပဲယက်စကန်ဝင်ပေါက်ကိုဝင်တိုက်မိသွားပါတယ်ကားကအရှိန်ပြင်းတော့အတွင်းထဲထိဝင်သွားပြီး ဝင်းပေါက်ကလည်းနေရာလွတ်တွေဖြစ်ကုန်ပါတယ်။ဘန်ဘန်းကလည်းကားတိုက်တဲ့အရှင်ကြောင့်ခြေထောက်တစ်ဖက်ညက်နေပြီးပြန်ထုတ်လို့မရဖြစ်နေပါတယ်။ဇွန်ဘီတွေကတော့အပေါက်ဖြစ်သွားတဲ့နေရာတွေကနေတဆင်အပြုတ်လိုက်ဝင်ရောက်လာကြပါတယ်။ရဲသားလေးတို့ဇုံတွဲလဲဇွန်ဘီတွေလက်ထဲကိုကြားရောက်သွားပါတယ်။ရဲသားလေးကဒီနေ့ညနေစစ်ဆက်ဖို့ပြန်လာခဲ့မယ်ဆိုတဲ့သူ့ရဲ့ဂရိအတိုင်းမသေးခင်လေးမှာကောင်မလေးကိုစစ်ဆက်လက်စွပ်လေးပေးပြီးတယောက်လက်ကိုတယောက်စုပ်ကင်ထားကြကဇွန်ဘီတွေလက်ထဲမှာအဆုံးသက်သွားပါတော့တယ်။ ဖန်ဖန်ကလည်းသူ့ခြေတော့ကပြန်ထုတ်မရတော့တဲ့အခါသူ့ဘဝမှာဂိမ်းမဲ့ဆော့နေပြီးဘာတစ်ခုမှကောင်းတာမလုပ်ခဲ့ဘူးဒီတစ်ခါမှာတော့သူ့ကိုတတိရှိခွင့်ပေးပါဆိုကကင်နက်စတိုကိုတခြားထွက်ပေါက်ကနေထွက်ပြေးခိုင်းလိုက်ပါတယ်ကင်နက်စတိုအပြင်ကိုရောက်တာနဲ့ကားထဲကနေရိုးချနေတဲ့ဒက်စီအိုင်လေးကိုမီရှူပန်းပစ်ထဲလိုက်ရမှာတော့ဂျက်စကန်တစ်ခုလုံးပောက်ကွဲသွားပြီးတရမဝင်ဖမ်းဆီးထားတယ် မီရှူမိပန်းများဟာလည်းကောင်းကင်တခွင်လှပစွာပြန်ဝဲသွားကြပါတော့တယ်။စိတ်မကောင်းစရာတစ်ခုကကဲနက်စ်တယောက်လွန်မြောက်လာခဲ့ပေမဲ့ဇွန်ဘီကိုက်ရတစ်ခုပါလာခဲ့တာပါပဲ။အဲ့ဒါနဲ့တားငယ်လေးရိုင်ဟန်နဲ့ကာရီနာတို့ကိုနှုတ်ဆက်ပြီးအဲ့ဒီနေရာမှာပဲနေခဲ့ပါတော့တယ်။ကာရီနာလည်းကြာကြာအလွမ်းတည်နေလို့မရပါဘူး။ပောက်ကွဲမှုဖြစ်ခဲ့ပေမဲ့လည်းတချို့ဇွန်ဘီတွေကမသေးကြသေးပဲသူတို့စီလာနေတော့ရိုင်ဟန်လေးကိုစမ်းခဲ့ဖို့တင်ပြီးအဲ့ဒီနေရာကနေမောင်းထွက်သွားပါတော့တယ်။ကြံခဲ့တဲ့ကင်းနက်စ်ကတော့ သူမဇွန်ဘီဖြစ်သွားမယ့်အချိန်ထိစောင့်မနေတော့ပဲသူမကိုသူမအဆုံးစီရင်သွားပါတော့တယ်တဖြည်းဖြည်းနဲ့မနှက်ခင်အလင်းရောင်ကြားရောက်လာပြီးကာရီနာတို့ကဘေးကင်းရာနေရာစီထွက်သွားတော့သူတို့နောက်ကိုလိုက်လာတဲ့ဇွန်ဘီတကောင်ရှိနေပါတယ်အဲ့ဒီအကောင်ကတော့စာရီမင်ပထမဆုံးကိုက်လွတ်လိုက်တဲ့အလုသမားကောင်လေးဖုတ်ဖုတ်ပါပဲဖုတ်ဖုတ်ကစိုင်းကဲအိတ်စောတန်နောက်ကိုပြေးလိုက်သွားရင်ဂျာပါရွာလေးရဲ့ဖြစ်ရက်တွေဟာတခန့်ရက်သွားပါတော့တယ်ဒါပေမဲ့ဇလန်းကမပြီးသေးပါဘူး ထာဝရနုပြိုစည်းနမူနာတွေကိုပို့လိုက်တာက စာရီမင်တယောက်တည်းကိုမှမဟုတ်တာဆက်ရုံမှာရှယ်ယာဝင်ထားတဲ့ Mrs. Gray ဆိုတဲ့မိမကြီးစီကိုလည်းပို့လိုက်သေးတယ်လေဒါပေမဲ့အဲ့ဒီမိမကြီးကဂျကာတာမြို့မှာနေတာဆိုတော့ပစ္စည်းကအခုမှရောက်လာခဲ့တာ Mrs. Gray လည်းစေးရီတောက်ပြီးသူမရဲ့သပင်းဖြူတွေပဲရောက်သွားမှမသိချက်ချင်းကြီးနုပြိုလာမှုအပေါ်အံ့ဩသွားရင်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာဇလန်းလေးအပြီးမှကွီးပြောချင်တာက ပြိတ္တတို့အနေနဲ့ဇွန်ဘီသားဖြစ်ခဲ့ရင်ရှောက်ရှောက်မကြိုက်ကြပါနဲ့ခမညာနောက်ပြီးကွေးကိုလည်းလာမကြိုက်ကြပါနဲ့မဖြစ်မနေကြိုက်ရတော့မယ်ဆိုရင်ကိုကြိုက်မဲ့သူကိုရေချိုးထားမှသာတေချာစုံစမ်းပြီးမှရွေးကြိုက်ကြပါလို့အကြံပြုလိုက်ပါတယ်ခမညာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ